ချက်စီကစားသမားတွေကိုတရားစီတရားအောင်နဲ့ခေါ်ယူနေတဲ့အာဆင်နယ်အခုတစ်ခါမှာတော့မြို့ကန်ပြိုင်မဲ့အသင်းကြီးနဲ့တင်ဖြစ်တဲ့အာဆင်နယ်နဲ့ချက်စီကြားကတောင်ရှိတဲ့တင်တစ်ခုကဘောလုံးလောကကိုစိတ်ဝင်စားမှုမြင့်တက်စေခဲ့ပါတယ်အာဆင်နယ်တင်ကချက်စီတင်ကစပိန်ကိုသမားကီပါကိုခေါ်ယူနိုင်ဖို့အလွန်နှိစက်နေပြီလို့တင်တွေထွက်ပေါ်နေပါတယ်ဒီပြောင်းရွှေ့တာတကယ်တမ်းဖြစ်မြောက်ခဲ့မယ်ဆိုရင်အာဆင်နယ်နဲ့ချက်စီကြားကကစားသမားပြောင်းရွှေ့ဇက်တိုက်ဖြစ်ပေါ်မှုတွေထပ်မံမြင်တွေ့ရတော့မှဖြစ်လာကြောင်းဒါဟာတာမန်ပြောင်းရွှေ့တစ်ခုမဟုတ်ပဲထူးခြားတဲ့ဇလန်တစ်ပုတ်ဖြစ်လာပါလိမ့်မယ်အသက်30ရွယ်ကိုသမားကီပါဟာချက်စီတင်မှာပုံမှန်ပေါ်ထွက်ခွင့်နေရာပျောက်ဆုံးနေတာကြားပြီးဖြစ်ပါတယ်တချိန်ကကမ္ဘာစံချိန်တွင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့တဲ့ကိုသမားတို့အုပ်ဖြစ်ပေမဲ့ သူရဲ့လက်ဆံမတည်ငြိမ်မှုတွေစာကူသမားတွေရဲ့လက်ဆံပြမှုတွေကြောင့်ရန်ကုန်မှာသာအချင်းကုံဆုံးခဲ့ရတာများပါတယ်ပြီးခဲ့တဲ့ရာသီကလည်းသူဟာဘုံမောက်တင်းမှာအငှားနဲ့သွားရောက်ကစားခဲ့ရပြီးချက်စီတင်းရဲ့နာဂတ်အစီအစဉ်တွေမှာသူ့အတွက်နေရာမရှိတော့ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်ဒါကြောင့်ချက်စီတင်းမှာသူ့ရဲ့နာဂတ်ကမေးမြားဖြစ်နေပြီးအတင်းပြောင်းရွှေ့ဖို့အလားအလာများနေပါတယ်ကီပါချက်စီတင်းရဲ့စာချုပ်တတန်တစ်နှစ်သာကြန့်ရှိတော့တာကြောင့်အစနေတင်းနေတဲ့သူ့ကိုပေါင်၅တန်းရောက်ကြီးပေးပြီးခေါ်ယူနိုင်တော့မယ်လို့သိရပါတယ်။ဒီလိုနေပါတဲ့ပြောင်းရွှေ့ခြင်းနဲ့ထိတ်တန်းလီမှာအတွေ့အကြုံရှိတဲ့ဂိုလမတအူးကိုခေါ်ယူနိုင်တာဟာအစနေအတွက်အကျိုးမြတ်များတဲ့ပြောင်းရွှေ့တစ်ခုဖြစ်လာနိုင်ပါတယ်။လက်ရှိဘောလုံးစည်းကွက်မှာ ဒီလိုတန်ဖိုးနဲ့ဒီလိုအတွေ့အကြုံရှိကိုသမားတူဦးကိုရောက်ဖို့ဆိုတာမလွယ်ကူပါဘူးအာဆင်နယ်တင်းကတော့အတင်းရဲ့ပထမကိုသမားဒေးဗစ်ရာယာကိုတွန်းအားပေးနိုင်မှုနဲ့ကိုသမားနေရာအတွက်ပြိုင်ဆိုင်မှုမြင့်တင်နိုင်မှုအတွက်ကိုသမားတက်တူဦးကိုရှာဖွေနေတာလည်းဖြစ်ပါတယ်ရာယာတူဦးရဲ့ပေါ်ဖိအားတွေအများကြီးမထားလို့တဲ့အတွက်အကြီးချင်းရှိတဲ့ကိုသမားတူဦးကိုထပ်မံခေါ်ယူလိုတာပါဒီလိုရှာဖွေရမှာအတွေ့အကြုံရှိပြီးတန်ဖိုးအသေးတင်းနဲ့ကီပါကိုရွေးချယ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်ကီပါချက်စီးတင်းမှာအဓိကကိုသမားဖြစ်ကာလာရှိကြစွာကစားပွဲတဲ့အပြင်ဥရောပပြိုင်ပွဲတွေရဲ့အတွေ့အကြုံလည်းရှိတာကြောင့်ရာယာအတွက်ကောင်းမွန်တဲ့ပြိုင်ပွဲတူဦးဖြစ်လာနိုင်တယ်လို့အတင်းရဲ့နိုင်ဆိုင်ဆုံးလူစင်းကိုလည်းအားဖြစ်ပေးနိုင်မှာပဲဖြစ်ပါတယ်မီဒီယာချူရဲ့ဖော်ပြချက်တွေရတော့ ကီပါနီနဲ့အာဆင်နယ်အသင်းကိုပြောင်းရွှေ့ဖို့အတွက်ကိုကြီးကိုယ်တော်သဘောတူညီမှုတွေကိုလက်ခံလိုက်ပြီးလို့တောင်ဆိုနေကြပါတယ်။ဒီသတင်းကအမှန်တကယ်ဖြစ်ခဲ့မယ်ဆိုရင်ပြောင်းရွှေ့ရကလပ်ချင်းချင်းသဘောတူညီမှုရတာနဲ့မကြခင်အပြီးတက်နိုင်ပွဲရှိနေပါတယ်။ဒီပြောင်းရွှေ့မှာထူးခြားတာကတော့အခုနောက်ပိုင်းနှစ်တည်းအတွင်းအာဆင်နယ်အသင်းကဘောလုံးရသည့်တရားကြီးမှာချက်စီကစားသမားတဦးမဟုတ်တဦးကိုခေါ်ယူနေတာပဲဖြစ်ပါတယ်။ဒီလိုမျိုးကံပြိုင်မဲ့နေတဲ့ကြားကကစားသမားပြောင်းရွှေ့တွေဇက်တိုက်ဖြစ်ပေါ်နေတာဟာဘောလုံးလောကမှာရှားပါးတဲ့ဖြစ်ရပ်တစ်ခုပါ။ပုံမှန်အားဖြင့်ပြိုင်မဲ့အသင်းတွေကကစားသမားတွေကိုတဦးနဲ့တူတိုက်ရိုက်ရောင်းချခြင်းခေါ်ယူခြင်းနဲ့လွန်နေပါပါတယ်။ ဒါပေမဲ့အာဆင်နယ်ရဲ့ချက်စီးကြမှာတော့ဒီလိုထူးခြားတဲ့ဆက်ဆံရေးမျိုးတွေတွေ့ရပါတယ်။ဥပမာပြီးခဲ့တဲ့3နှစ်လောက်ကိုပြန်ကြည့်မယ်ဆိုရင်2020 2023ရာသီမှာအာဆင်နယ်တင်းရချက်စီးတင်းကကွင်းလယ်လူဂျော်ဂျင်ဟိုကိုခေါ်ယူခဲ့ပါတယ်။ဂျော်ဂျင်ဟိုအာဆင်နယ်ကိုပြောင်းပြီးတဲ့နောက် အတင်းရအောင်မြင်မှုတွေအထူးသဖြင့်ကွင်းလဲပိုင်းတည်ငြိမ်မှုတွေမှာရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။အဲဒီနောက်2024 2025ရာသီရောက်လာတော့အာဆင်နယ်တင်းရချက်စီတင်းကတိုက်စစ်ကစားသမားစတာလင်ကိုပါခေါ်ယူခဲ့ပါတယ်။စတာလင်ကလည်းအာဆင်နယ်တင်းရတိုက်စစ်ကိုအားဖြည့်ပေးပြီးဂိုးတင်မှုတွေဂိုးဖန်နှီးမှုတွေပြုလုပ်ပေးခဲ့ပါတယ်။အခုဆိုရင်တော့ပိုပြီးထူးခြားတဲ့အနေအထားဖြစ်တဲ့အာဆင်နယ်တင်းကစတာလင်ကိုချက်စီတင်းစီကိုပြန်ပို့ပြီးဂိုးသမားကီပါကိုပါခေါ်ယူဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ဒီလိုကစားသမားလဲလဲပုံစံမျိုးကဘောလုံးလောကမှာဖြစ်လေဖြစ်တာတော့မရှိပါဘူး။ကီပါရဲ့အတွေ့အကြုံနဲ့ရည်ချင်းကအာဆင်နယ်တင်းအတွက်ကြိုးရှိနိုင်မလား။ ဒါမှမဟုတ်ချက်စီရဲ့ဆွလွန်မှုကအမှန်ကန်မလားဆိုတာကတော့လာမယ့်ရည်ဒီမှာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ချက်စီနဲ့အာဆင်နယ်ကြားကကစားသမားအပြောင်းရွှေ့ဇလန်ကတော့ဆက်လက်ပြီးစိတ်ဝင်စားစရာကောင်းနေအောင်မှာပဲဖြစ်ပါတယ်။ဒီအပြောင်းရွှေ့ရကလပ်တင်းတစ်ခုရဲ့ပရိသတ်တွေကြားမှာဘယ်လိုတုံ့ပြန်မှုတွေရှိလာမလဲဆိုတာကတော့စိတ်ဝင်စားစရာအချက်တစ်ခုပါပဲ။အမေကချက်ပြတ်တယ်။ A little pull score. It's gone.